၎င်းမောက်တီးသည်ကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိသောတည်တီးတစ်မျိုးဖြစ်တော်လဲစားသုံးရာတွင်သတိပြုရန်အချက်များလည်းရှိပါသည်။ယင်းသည်တူးချင်းစီ၏ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပါသည်။၎င်းမောက်တီး၏အကျိုးကျေးဇူးများ အမြင်တတ်ကြွယ်ဝခြင်း၊ဥလုံရှားမှုကို ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည့်ဥလန်းချောင်းရှိဘက်တီးရီးယားများကို ဟန်ချက်ညီအောင်ထိန်းသိမ်းပေးသည်။ဗီတာမင်နှင့်တတ္ထုဓာတ်များပါဝင်ခြင်း ဗီတာမင် C, ဗီတာမင် B, ကယ်လ်ဆီယမ်၊ဖော့စဖရပ်စ်နှင့်တန်ဓာတ်များကျွဲဝစွာပါဝင်ပြီး ကိုခံအားစနစ်ကိုမြင့်တင်ပေးခြင်း၊အရိုးနှင့်သွားများကိုတံမာစေခြင်း၊သွေးအားနည်းရောဂါကိုကာကွယ်ပေးခြင်းစသည့်အစွမ်းတတ္တိများရှိသည်။ဓာတိုးဆန်းကျင်ပစ္စည်းများပါဝင်ခြင်း၊ဗီတာရှင်နှင့်အနီရောင်သားရှိသောမျိုးတွင်ကဲ့သို့သောဓာတိုးဆန်းကျင်ပစ္စည်းများပါဝင်ပြီးအိုမင်းရောခြင်းကိုနှေးကွေးစေခြင်း၊အရေးအကြောင်းများကိုလျှော့ချပေးခြင်းနှင့် အချို့သောကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုရှော့ချပေးခြင်းတို့ပြုလုပ်နိုင်သည်။ကိုယ်လေးချိန်ထိမ့်သိမ်းရာတွင်အထောက်အကူပြုခြင်းကယ်လိုရီနည်းပြီးအမြင်တတ်များသောကြောင့်အချိန်ကြာကြာဗိုက်ပြည့်စေကာကိုယ်လေးချိန်ထိမ့်လိုသူများအတွက်သင့်တော်သည်။သွေးရင်းတကြားဓာတ်ကို ထိမ့်ချုပ်ရာတွင်ကုညီခြင်းချို့သောအရသာရှိတော်လဲငကားမောက်သီးရှိတကြားမှာဂလူးကို့စ်ဖြစ်ပြီးနှင်းမြန်စွာ ဆုပ်ယူနိုင်တော်လဲအခြားချို့သောအသီးများနှင့်နှိုင်းရှင်ပါက တကြားပါဝင်မှုစုစုပေါင်းပမာဏမှာမများလာပါ၎င်းမောက်သည်ရှိအမြင်တက်ကလည်းတကြားဆုပ်ယူမှုကိုနှေးကွေးစေသည်သို့သော စီးကြိုယောဂါရှိသူများသည်ဆရာဝန်နှင့်တိုင်ပင်ပြီးတင့်တော်သောပမာဏဖြင့်သာစားသုံးသင့်သည်အသားရည်ကိုလှပစေခြင်းဗီတာမင် C နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကအသားရည်ကို ကြည်လင်တောက်ပစေသည် အပူဒဏ်ကိုပြေပြောက်စေခြင်းအေးသောသဘာဝရှိသဖြင့်လန်းဆန်းစေသည် တွေးပေါင်ခြင်းလျှော့ချရာတွင်အထောက်အကူပြုနိုင်ခြင်းဒတိုးဆန့်ကျင်ပစ္စည်းများသည်ခန္ဓာကိုယ်တွင်ဆိုဒီယမ်ကို ဟန်ကျက်ညီစေရန်ကူညီပေးနိုင်သည် နိုးထွက်ခြင်းကိုလှုံ့ဆော်ပေးခြင်းတန်တက်နှင့်ဗီတာမင်စီမြင့်မားစွာပါဝင်ပြီးနိုးတိုက်မိခင်များအတွက်အကျိုးရှိသည်နဂါးမောက်သီး၏ဆိုးကျိုးများနှင့် သတိပြုရန်အချက်များတကြားပမာဏကယ်လိုရီနည်းတော်လဲငကားမောက်သီးရှိတကြားသည်ဂလူးကို့စ်ဖြစ်သောကြောင့်စီးကြိုယောဂါရှိသူများသည့် သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်ရန်အတွက်စားသုံးမှုပမာဏကိုကန့်သက်သင့်သည်ပိုတက်ဆီယမ်မြင့်မားခြင်းကြောက်ကဲ့ယောဂါသို့မဟုတ်နှလုံးယောဂါရှိသူများအနေဖြင့်ပိုတက်ဆီယမ်ပမာဏကိုထိန်းချုပ်ရန်လိုအပ်ပါက ရှောင်ရှားသင့်သည်သို့မဟုတ်ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာစားသုံးသင့်သည်ဝမ်းလျှောစေနိုင်ခြင်းအမြင့်တက်များသောကြောင့်အလွန်ကြုံစားသုံးပါကဦးလန်းချောင်းကိုလွန်ကဲစွာလှုံ့ဆော်မိပြီးဝမ်းလျှောနိုင်ပါသည် ဓမ္မတဲ့ခြင်းအချို့သူများတွင်ငကားမောက်သီးနှင့်ဓမ္မတဲ့မှုဖြစ်ပွားနိုင်သည်အထူးသဖြင့်ရှားဆောင်လက်ပတ်မျိုးရင်းဝင်အပင်များသို့မဟုတ်ကီဝီသီးနှင့်ဓမ္မတဲ့ဘူးသူများတွင်ဖြစ်နိုင်သည်ရားရံခြင်းပါဇက်ပူခြင်းသို့မဟုတ်အင်ပြင်ထခြင်းကဲ့သို့သောလက္ခဏာများပေါ်ပေါက်ပါက စားသုံးခြင်းကိုရပ်တန့်ပြီးဆရာဝန်နှင့်ချက်ချင်းပြသတင်သည်စီးမစင်အယောင်ပြောင်းခြင်း အနီရောင်သားရှိသောငကားမောက်သီးကို စားသုံးပါက စီးတို့မဟုတ်မစင်၏ အယောင်ကိုပန်းရောင်သို့မဟုတ်အနီရောင်အဖြစ်ပြောင်းလဲစေနိုင်ပြီးညင်းသည်အနည်းငယ်မရှိသောအခြေအနေဖြစ်ကအလိုလျောက်ပုံမှန်ပြန်ဖြစ်သွားမည်ဖြစ်သည် ရေဘူးရအားဖြင့်ငကားမောက်သည်သည်တင့်တင့်သောပမာဏဖြင့်စားသုံးပါက ကျန်းမာရေးကြိုးကျေးဇူးများစွာပေးနိုင်သောအသီးဖြစ်ပါသည်သို့သော စီးကြိုယောဂါသို့မဟုတ် ကြောက်ကဲ့ယောဂါကဲ့သို့သောနာတာရှိယောဂါရှိသူများသည်တင့်တော်သောစားသုံးမှုပမာဏအတွက်ဆရာဝန်သို့မဟုတ်အာဟာရပညာရှင်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်